မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကတငယ်ချင်းနှစ်ယောက်တငယ်ချင်းကတခိုးတငယ်ချင်းမြို့ထဲလှဲ့လေခိုးလို့အဆင်မပြေတော့ကြံမိကြံရကြံနေဘုရားထံတရားနာတဲ့ပိဋကထဲခိုးဖို့ကြံတာအေးကွာလူတွေအများကြီးဒီလောက်များတဲ့ထဲကလူတွေတဲကတော့တယောက်ယောက်ကတော့ငိုက်ပါ ငါရင်တို့တွေခိုးရအောင်ဆိုပြီးတော့အဲတခိုးနှစ်ယောက်ကတရားနာပိဋကတ်ထဲရော့လိုက်သွားပြီးတရားနာပိဋကတ်ထဲမှာဝင်းထိုင်နေတယ်ဘုရားတရားပွဲကြီးထိုင်နေတော့တယောက်သောလူကမြတ်စွာဘုရားဟောတဲ့တရားကိုခိုးမလို့သွားရင်လည်းမခိုးဘဲနဲ့ဘုရားရဲ့တရားကြားပြီးတော့အဲ့တရားတဲ့စိတ်ဝင်စားပြီးတော့တရားကိုစိုက်နာတယ်အာဟုဒလန်ဓမ္မပဋိစ္စအာဟုသောအကြောင်းပြုပြီး တရားနာသွားတာပြည့်တဲ့ကုသိုလ်ရခြင်းလို့လားလို့မိတယ်တော့မဟုတ်ဘူးပတ်စံရခြင်းလို့သွားတာအာကုသလံဓမ္မပဋိစ္စပေါ့ဓမ္မဖရတရားထဲမှာအာယုံစိုက်လိုက်ပြီဆိုတော့ဘာဖြစ်သွားလို့ကုသိုလ်ဖြစ်သွားတယ်ဟုတ်လားအဲ့ဒါနဲ့ဖရတရားအာယုံစိုက်ပြီးတရားနာလိုက်တာအဲ့ဒီလူကဘာတီးသလဲမင်းသောတာပန်တီးသွားတယ်ဟိုတယောက်ကတော့ဘယ်သူများငိုက်တယ်လေလို့တရားနာပိဋကတ်တဲ့ငိုက်တဲ့ပုဂ္ဂိုလ်ကိုလိုက်ရှာတယ် ငိုက်တဲ့ပုဂ္ဂိုလ်လိုက်ကြပြီးငိုက်တဲ့ပုဂ္ဂိုလ်လည်းတွေးရောအဲ့ဒါမှာဟိုတော့ကတော့သူတို့အဝိတ္တရဲ့ဓာတ်မှာပတ်စံလေးတွေခြိတက်ကြတာမျိုးရှိမှာပေါ့အဲ့ဒီငိုက်နေတဲ့လူရဲ့ပတ်စံအထဲကပတ်စံအိတ်ကလေးကိုသူကဘာဖြစ်တော့နှိုက်လိုက်တာငါပဲရတယ်ငါပဲရတော့ပျော်သွားပြီပေါ့ငါစားလောက်ပြီအင်းကမိသားစုလည်းစားလောက်ပြီကြည့်လိုက်နော်သူတော်ကောင်းတို့တယောက်ကအာကုသို့လုံရင်းနဲ့ဘာဖြစ်နေတော့အာကုသို့ဖြစ် တယောက်ကအကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်သွားလို့ကုသိုလ်တွေဖြစ်သွားတယ်ဒါပြောတာဟုတ်ပြီလားအဲ့ဒီမှာအိမ်လည်းပြန်ရောက်ပြီးတော့တရားပွဲပြီးလို့အိမ်ပြန်ကြတော့အိမ်ပြန်တဲ့အခါတောတာပန်တီးလာတဲ့တငယ်ချင်းကမင်းဘာရခဲ့သလဲလို့ဟိုသူကမေးတဲ့အခါမဖြေနိုင်ငါငါပဲရခဲ့တယ်မင်းဘာရဟာငါတရားနာခဲ့လို့တရားရခဲ့တယ်အိုးမင်းနဲ့ကွာအလုတ်ကဘာလို့အလုတ်ကလည်းမင်းစဉ်းစားမှပေါ့ တရားနာခြင်းလို့သွားတာမဟုတ်ဘူးပတ်စံရခြင်းလို့သွားတာငါငါသွားတဲ့လို့ငါရခဲ့တဲ့ဒီပဲမြင်သလားငါပဲမင်းတော်တော်ညံ့နေကောင်းပဲလို့သူတော်ကောင်းတို့တွေငါပဲရလာတဲ့လူကသောတာပန်တည်လာတဲ့ပုဂ္ဂိုလ်ကိုငေါ့တယ်မန်နေရှုံချတယ်ပေါ့ဗျာကိုလို့ရမယ့်အလို့မလို့ဖဲနဲ့ကိုမလို့ရမယ့်လို့ရလို့ရမလားလို့ဒီလိုမျိုးသူကအထင်သေးအမြင်သေးနဲ့ငေါ့တယ်မန်နေ မင်းတော်တော်မိုက်တဲ့ကောင်ပဲလို့ဒီလိုလဲပြောတဲ့အဲ့ဒီမှာသောတာပန်တည်ထားတဲ့လူကမြတ်စွာဘုရားကြောင်းသွားပြီးတော့ဒီအကြောင်းအရာတွေရှောက်ပြသူ့နောက်ကလည်းသူ့မိသားစုငွေချင်းပေါင်းသင်းတွေပါသွားတဲ့မြတ်စွာဘုရားဘုရားတရားပွဲတပည့်တော်တရားလာနာတယ်ပထမလာတော့ကတော့လာခြင်းနာခြင်းလွန်းလို့တော့မဟုတ်ပါဘုရားတပည့်တော်တို့တို့ ပတ်စံရခြင်းလို့ကပိုက်နိုင်မလို့ခိုးမလို့လာခဲ့ကြမြတ်စွာဘုရားရဲ့တရားတဲ့စိတ်ဆိုင်ပြီးနားလိုက်တဲ့အခါတပည့်တော်ရဲ့တန်တန်မှာဒိဋ္ဌိနဲ့ဝီစီကိစ္စကင်းကွာပြီးတပည့်တော်တောတာပါစခန်းရောက်လှမ်းခဲ့ပါပြီတက်လှမ်းနိုင်ခဲ့ပါပြီမြတ်စွာဘုရားဒါပေမဲ့တို့တပည့်တော်တငယ်ချင်းကတပည့်တော်ကို လူမိုင်းလို့ပြောတယ်ဖရာ။ဟာဒီလိုလျှောက်တော့မြတ်စွာဘုရားကအဲ့ဒီစကားအကြောင်းပြုပြီးတော့မှတရားဟောတယ် ယောဘာလောမင်းတိဘာလယံပန္တိတောဝါပိဒေနသောဘာလောဇာပန္တိတာဝါနိဘာလောဇာပန္တိတာမာနိသဝေဘာလောတိဩစတိဘေကဝေယံတော်မြတ်ဩจิตတောယောဘာလောအကျဉ်လူမိုက်သည်ဘာလယံမိမိမိုက်သည် အဖြစ်ကိုမင်းတိသိတယ်သောထောလူမိုက်သည်ဒေနထောမိမိမိုက်သည်ရဲ့ မိမိမိုက်တာတိတဲ့အတွက်ဒါကြောင့်ပန္တိတော်ဝါပိပန္တိတာဆိုတာဖြစ်လာနိုင်စရာအကြောင်းရှိတယ်။အေးလူမိုက်တယောက်ဟာကိုမိုက်လို့မိုက်နေမှတိရင်လူကောင်းဖြစ်ရောက်လူကောင်းတယောက်ဖြစ်လာနိုင်စရာအကြောင်းရှိတယ်တဲ့ဘုရားကဒီလိုပြောပါလောစာလူမိုက်ဒီကအတ္တနာမိမိကိုယ်ကိုပန္တိတမန္တိပညာရှိဟုမှတ်ထင်တယ် နောက်တခါလူမိုက်တယောက်ကတော့ကိုကမိုက်နေတာကိုမိုက်မှန်းမသိဘူးပန္တိတာမာနီငါပညာရှိกว่าလို့ဒီလိုထင်လိုက်တယ်။သဝေပါလောတိဟုတ်စတိအဲ့ဒီပုံကိုမျိုးကမှတကယ်ကိုလူမိုက်ပဲတဲ့မြတ်စွာဘုရားဒီတရားဟောတာ။အဲ့တော့ဒါလေးကိုဗမာဦးဇင်းတို့စကားပုံလေးကပြောကြတယ်ဘာလဲမေးလိုက်တော့မိုက်မိုက်မှန်းသိရင်လူကောင်းဖြစ်နိုင်၏။ မှန်မှန်မှန်သိရင်လူကောင်းဖြစ်နိုင်မှန်လို့မှန်မှန်မသိဘူးဆိုရင် လူကောင်းဖြစ်ဖို့ခဲရင်တယ်။အိုဆိုးတာက မှားနေတာကြီးကိုမှန်တယ်ထင်ရင် ပို့ပြီးတော့ဘဝဟာနစ်နာတယ်လို့ဒီလိုနားလည်ရမယ်ပေါ့ဗျာဟုတ်လား